မင်္ဂလာပါခင်ဗျာရန်ကုန်ခေတ္တကနေဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အရခတတော် AA ကလက်ရှိဖမ်းဆီးရရှိထားတဲ့အကြပ်စစ်ကောင်စီတပ်ရဲ့စစ်တုံးမဲ့ဗိုလ်မှူးချုပ်တုံးဦးကိုပြည်သူအပေါ်ကျူးလွန်ထားတဲ့စစ်ရာဇဝတ်မှုတွေအလိုက်အပြစ်ပေးအရေးယူမှာဖြစ်တယ်လို့ဆိုပါတယ်ချင်းမီနဲ့မင်းတမျိုးကိုချင်းညီနောင်တော်လန်ရေးပူပေါင်းတပ်တွေကတင်ပတ်ပြီးတဲ့နောက်အကျံဖတ်စစ်ကောင်စီရဲ့ခလာယာနှစ်ခွန်လေးဗဟိုကင်းမှာချိတ်ဆွဲထားတဲ့အကျံဖတ်မေအွန်လိုင်းရဲ့တပ်ပုံကို ုတ်ချပြီးတော့ခြေနဲ့နင်းခြေလိုက်တယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အရကတတော်အေကလက်ရှိဖမ်းဆီးရရှိထားတဲ့အချက်ဖက်စစ်ကောင်စီတပ်ရဲ့စစ်တုံးမှန်းဗိုလ်မှူးချုပ်၃ဦးကိုပြည်သူအပေါ်ကျူးလွန်ထားတဲ့သူတို့ရဲ့စီရဇဝဲမှုတွေအလိုက်အပြစ်ပေးအရေးယူမှာဖြစ်တယ်လို့အေအေပြောခွင့်ရပုဂ္ဂိုလ်ဥခိုင်တုခကရန်ကုန်ခေတ်တက်ကိုပြောပါတယ်လက်ရှိအရခတတော်အေအေက စကောက်စီရဲ့အန်နဘခတိုင်းစစ်ဌာနချုပ်ကြီးရဲ့ဒုတိယတိုင်းမှုဗိုလ်မှူးချုပ်တောင်းထွန်းတိုင်းဦးစည်းချုပ်ဗိုလ်မှူးချုပ်ကျော်ကျော်တန်းနဲ့မောင်တော်နခခငါကဗိုလ်မှူးချုပ်တူရိန်ထွန်းဆိုသူတို့ကိုဖမ်းဆီးရမိထားရမှာ ပြည်သူအပေါ်သူတို့ကျူးလွန်ထားတဲ့စစ်ရာဇဝတ်မှုတွေကိုစစ်ဆေးဖော်ထုတ်နေပြီဆိုပါတယ်အဲ့ဒီလိုစစ်ဆေးဖော်ထုတ်ပြီးတာနဲ့ပြည်သူတွေအပေါ်အဲ့ဒီဗိုလ်မှူးချုပ်၃ဦးစလုံးကျူးလွန်ထားတဲ့စစ်ရာဇဝတ်မှုတွေပြစ်မှုတွေအလိုက်ပြစ်ဒဏ်ပေးအရေးယူသွားမှာဖြစ်တယ်လို့အရခတတော်အေးအေးပြောခွင့်ရပုဂ္ဂိုလ်ဥခိုင်တုခကပြောထားပါတယ် လက်ရှိမှာတော့အာခတတော် AA ဟာအချက်ပစစ်ကောင်စီရဲ့မောင်တော်နက္ခခငါကိုတိမ့်ပိုက်တဲ့အချိန်စစ်ကောင်စီတပ်ရဲ့ဘုံမချုပ်တူရိန်ထွန်းဆိုသူအပါဝင်စစ်သားအများအပြားကိုစစ်တုံးပန်းဖြစ်ဖမ်းဆီးရမိထားသလိုတပတ်ကအနောက်ဘက်တိုင်းစစ်ဌာနချုပ်ကြီးကိုတိမ့်ပိုက်တဲ့အချိန်မှာလေနောက်ထပ်စစ်ကောင်စီဘက်ကဘုံမချုပ်တောင်းထွန်းတဲ့ဘုံမချုပ်ကြော်ကြော်တန်းအပါဝင်စစ်သားအမြောက်အများကိုစစ်တုံးပန်းဖြစ်ဖမ်းဆီးရမိထားတယ်လို့လည်းသိရပါတယ်ခင်ဗျတပတ်မှာတော့မကွေးတိုင်းငဖဲမြို့နယ်မှာ အမ်းမြုံနယ်ကိုသွားလို့မရအောင်ပိတ်ဆို့ထားတဲ့တော်လိုင်းရေးပူပေါင်းတပ်တွေကစစ်ကောင်စီတပ်ရဲ့စစ်ကူစစ်ကြောင်းတွေကိုကြားဖြတ်တိုက်ခိုက်ချင်းမှုမှုအတွေ့စစ်ကောင်စီတပ်သား14ဦးကတော့အသီးသီးတေကုန်ကြပြီလို့အရှုတ်ချင်းကာကွယ်ရေးတပ် ACDF ရဲ့တာဝန်ခံစလိုက်ခဏီလေပွေးကရန်ကုန်ခေတ်တကိုပြောပါတယ်ဒီဇင်ဘာလ20ရက်နေ့မနက်ပိုင်းကပဲအမ်းမြုံကစစ်ကောင်စီရဲ့နဘခတိုင်းစစ်ဌာနချုပ်ကိုအာရခတပ်တော် AA ကအပိဒံမသိမ်းပိုက်ခင်း စစ်ကူဘိုးဆိုပြီးငပဲမြို့တွေကနေဖြတ်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုသွားလို့မရအောင် ကြားပြတ်ပိတ်ဆို့ထားတဲ့တော်လန်ရစ်တပ်ပေါင်းစုတွေကဖြတ်တောက်တိုက်ခိုက်ချေမုန်းခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွေ့စစ်ကောင်စီတပ်သား14ဦးကတော့ပြစ်ခတ်မှုတွေအတွင်းမှာပဲအသီးသီးတိတ်ကုန်ကြတဲ့အပြင်ဗိုလ်ကြီးတဦးအပါဝင်ဒဏ်ရာရတဲ့သူတွေလည်းတော်တော်ကိုများသွားပြီးတဲ့နောက်စစ်ကြောင်းက၈၀သွားလို့မရတော့ပဲအထိနာသွားကြတယ်လို့အရှုတ်ချင်းကာကွယ်ရေးတပ် ACDF ရဲ့တာဝန်ခံစလိုင်းခဏီလေးဘွေကပြောထားပါတယ်ခင်ဗျာ။ဒီတခါ ချင်းပြည်နယ်ဘက်မှာတော့မင်းတပ်မျိုးကိုချင်းကြီးနောက်တော်လန်ရေးပူပေါင်းတပ်တွေကသိမ်းပိုက်ပြီးတဲ့နောက်အကြံဖတ်စစ်ကောင်စီရဲ့ခလာယာနှစ်ခွန်လေးဗဟုကင်းမှာချိတ်ဆွဲထားတဲ့အကြံဖတ်မင်းအွန်လိုင်းရဲ့တပ်ပုံကိုဖြုတ်ချပြီးချိန်နဲ့နင့်ချေလိုက်တယ်လို့စီဒီအမ်မင်းတပ်ကသတင်းထုတ်ပြန်ထားပါတယ်။အဲ့ဒီချင်းပြည်နယ်ကမင်းတပ်မျိုးမှာရှိတဲ့နောက်ဆုံးကြံတဲ့စစ်ကောင်စီရဲ့ခလာယာနှစ်ခွန်လေးတပ်စခန်းကိုချင်းကြီးနောက်တော်လန်ရေးပူပေါင်းတပ်တွေကဒီဇင်ဘာလ22ရက်နေ့ကပဲအပိတ်သိမ်းပိုက်လိုက်ပြီးမင်းတပ်မျိုးကိုပါအလုံးစုံထိန်းချုပ်နိုင်ခဲ့တယ်ဆိုပါတယ်။ အဲ့ဒီနောက်မင်းတချင်းကာကွယ်ရေးတပ်ဖွဲ့စစ်ဦးစီးချုပ်ကအဲ့ဒီစစ်ကောင်စီရဲ့ခလရနှစ်ခွန်လေးဗဟိုကင်းမှာချိတ်ဆွဲထားတဲ့အချမ်းပတ်စစ်ကောင်းဆောင်မင်းအွန်လိုင်းရဲ့ဓာတ်ပုံကိုဖြုတ်ချလိုက်ပြီးခြေနဲ့ပါနင်းခြေလိုက်တယ်လို့ CDM မင်းတက်ကနေဗီဒီယိုနဲ့တကွသတင်းထုတ်ပြန်ထားပါတယ်လက်ရှိမှာတော့အဲ့ဒီအချမ်းပတ်စစ်ကောင်းစီရဲ့မင်းတက်ခလရနှစ်ခွန်လေးတရင်ကိုအပိတသိမ့်ပိုက်တဲ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အမြောက်အမြောက်ကိုလည်းတော်လိုင်းရေးတပ်တွေကအရှင်ဖမ်းဆီးရမိထားတဲ့အပြင်လက်နက်တွေနဲ့ခဲယမ်းတွေကိုလည်းတစ်တာလိုက်ကိုအမြောက်အမြောက်သိမ်းဆီးရရှိထားတယ်လို့ချင်းညီတော်အဖွဲ့ကတရားဝင်ထုတ်ပြန်ထားပါသေးတယ်ခင်ဗျအခုတခါမကွေးတိုင်းဘက်မှာလည်းမြိုင်မြို့နယ်တရက်ကဂျေးရွာကပူစော့တီစကန်ကိုတော်လိုင်းရေးပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ပြီးစစ်ကူလာတဲ့စစ်တပ်စစ်ကြောင်းကိုပါခြေမုံမှုအတွင်စစ်ကောင်စီဘက်ကစစ်ဗိုလ်တအူးအပါအဝင်14ဦးကတော့အ သေးသေးသေကုန်ကြတဲ့အပြင်စစ်သားတွေရဲ့မပါအလောက်တချို့ကိုပါရရှိထားတယ်လို့မြိုင်ပကပကထုတ်ပြန်ထားပါတယ်ဒီဇင်ဘာလ16ရက်နေ့ကပဲမြိုင်မြို့နယ်တည့်ကွာခြေရွာမှာရှိတဲ့ပြူစော်တီစခန်းကိုတော်လိုင်းပူပေါင်းတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်ရမှာစစ်ကောင်စီဘက်ကမြေပြင်စစ်ကူတွေရောလေကြောင်းကနေပါဘုံကျဲတိုက်ခိုက်မှုတွေကြားကပဲဒီဇင်ဘာလ21ရက်နေ့မှာအဲ့ဒီပြူစခန်းကိုတင်ပိုက်နိုင်ခဲ့တယ်ဆိုပါတယ်တပတ်မှာလေစစ်ကူလာတဲ့အချက်ပတ်စစ်ကောင်စီတပ်စစ်ကြောင်းကိုပါတော်လိုင်းပူပေါင်းတပ်တွေကကြပြတ်တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်းစစ်ကောင်စီဘက်ကစစ်ဗိုလ်တအုပ်အပအဝင်စစ်ကောင်စီဝင်14ဦးကတော့အသီးသီးတိတ်ကုန်ကြပြီးစစ်သားတချို့ရဲ့မပါအလောင်းတွေကိုပါရရှိထားသလိုတစ်ဖက်ကတော်လိုင်းရဲဘော်နှစ်ဦးလည်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမြင့်မြတ်စွာအသက်ပေးလူသွားရတယ်လို့မြန်ပကဖကထုတ်ပြန်ထားပါတယ်ခင်ဗျာတစ်ဖက်မှာလည်းမန္တလေးမြို့မှာ NLD မန္တလေးနိုင်ငံကဥက္ကိုလေးရဲ့ဇနီးကိုတပ်ဖြတ်မှုမှာပါဝင်ခဲ့တဲ့ အကြီးစားစစ်တပ်တဒင်းပေးဒလန်ငမျိုးဆိုသူစကိုင်းမျိုးကိုလာတဲ့အချိန်တော်လိုင်းရဲ့တပ်တွေကအနိကပစ်ခတ်ရှင်းနေရမှာနေရမှာပဲပွဲချင်းကြီးကိုတည်သွားပြီလို့အရှိတော်ကြ MDY တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်ဒီဇင်မာလာ16ရက်နေ့ညနေပိုင်းကပဲမန္တလေးမြို့မှာစစ်တပ်တဒင်းပေးဒလန်အကြီးစားလုတဲ့ပြည်ကြီးတကွန်ငမျိုးဆိုတဲ့သူဟာစကိုင်းမျိုးကိုလာတဲ့အချိန်အရှိတော်ကြ MDY တပ်ဖွဲ့နဲ့အောင်စီတော် MDY တပ်ဖွဲ့ရဲဘော်တွေကနေ အနိကကိုပြစ်ခတ်ရှင်းနေရမှာနေရမှာတွင်ပွဲစည်းမိကိုတိတ်သွားတယ်ဆိုပါလေအဲ့ဒီစစ်တပ်တည်င်းပေးဒလန်အကြီးစားငမျိုးဆိုတဲ့သူဟာမန္တလေး NLD နိုင်ငံကဥကိုလက်ရဇနီးဖြစ်သူကိုတပ်ဖြတ်မှုမှာပါဝင်ခဲ့သူဖြစ်တဲ့အပြင်မန္တလေး UG အဖွဲ့ငကားလေးကိုဖမ်းဆီးရမှာလဲပါဝင်ခဲ့သူဖြစ်ယုံနေမှာက PDF ရေပေါ်ကိုတာယာနဲ့ရဲမေဝီချိုဆိုသူတို့ကိုပါတင်းပေးတိုင်တန်းတာတွေလုတ်ခဲ့သူဖြစ်ပြီးအခုတော့သေပြီလို့အရှိတော်ကြ MDY တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျ ဟုတ်ကဲ့ဒါကတော့ရောင်ခစ်တစ်ကနေဒီနေ့နေ့လေးကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ